ီပြဝဲကလေးကဒီကျွန်တော်ရေးထားတဲ့ပကြီလက်ရာအစ်စ်ကလေးတွေမီဒီမယ်လက်ပေါ့နော်မီဒီမယ်လက်ရာပကြီကအစ်စ်ကလေးတွေနဲ့ရန်ကုန်မှာပြသခဲ့တဲ့ပကြီကားတွေတဲကကောင်းတို့ရာရာလေးတွေကိုမျိုးတူစုပြီးတော့မှနှစ်မျိုးပေါင်းပြသတဲ့ပြပွဲဖြစ်ပါတယ်ကျွန်တော်တို့ဒါက zero project ဆိုတဲ့အစီအစဉ်နဲ့ ဒါဘာနာမစ်စတူဒီယိုကနေစီစီပြသနေတဲ့အစီအစဉ်ထဲမှာကျွန်တော်ကဝင်ရောက်ပြီးပြသတာဖြစ်ပါတယ်ကျွန်တော်ဒီပြဝယ်လေးမှာပကြီးက25ခုပြသထားပြီးတော့ပြသထားတဲ့လက်ရာတွေရဲ့ထဲမှာမီနီမယ်လေးလက်ရာကတဝက်ပါပါတယ်ခင်ဗျာကျန်တဲ့တဝက်ကတော့ကျွန်တော်ရန်ကုန်မှာပြသခဲ့တဲ့ကားတွေတွေက တင်တို့ရရာတွေကိုမြို့သူစုရွေးချယ်ပြီးပြန်လဲမွမ်းမံထားတဲ့ဗစီကားတွေဖြစ်ပါတယ်တဝက်ကမီနီမယ်လေးလက်ရဖြစ်ပြီးတော့တဝက်ကတော့လူပုံတွေဖြစ်တယ်လို့ပြောနိုင်ပါတယ်ခင်ဗျာဗစီကားတွေကိုမြင်မာတဲ့ဇင်းတို့တတ်မှတ်ထားခြင်းမရှိပါဘူးထို့အတူနယ်လွန်းတဲ့ဇင်းတို့ကိုလည်းမရောက်အောင်ပြကန်းတဲ့တိုင်ပင်ပြီးတော့ချိန်ညှိတတ်မှတ်ထားပါတယ်ကျွန်တော်ပြတတ်တဲ့ကားတွေက တပေပတ်လေကျင်းပပေါ်မှာအခက်ရဲဆေးနဲ့ရေးထားတာဖြစ်ပြီးတော့ဘီကားတကားကိုကြက်ကိုသိန်းနဲ့ရောင်းချတာဖြစ်ပါတယ်ခင်ဗျာပကြီကားရေးတာတော့လေကျွန်တော်ရဲ့မွေးလျော်မှုတစ်ခုဖြစ်ပါတယ်ခင်ဗျာတရုတ်ပေါ်ပကြီလက်ရည်ရေးတာတော့ကျွန်တော်မရလေးမြို့မှာအခါအားတော်သာထုတ်ဝေတဲ့အထိတ်မှတ်မဂ္ဂဇင်းတွေမြို့နယ်မဂ္ဂဇင်းတွေနဲ့အလင်းသိမ့်တယ်လို့ပေါ်ထွက်လာတဲ့မဂ္ဂဇင်းတွေစာအုပ်တွေမှာမဂ္ဂဇင်းတရုတ်ပေါ်ပကြီး ဝတ္ထုကဗျာသိဖို့ရည်လေးတွေလည်းဝင်ရောက်ရေးဆွဲပါတယ်အဲ့ဒါကတော့ကျွန်တော်ရဲ့အတံမွေးဝမ်းရောက်မှုအလုပ်ဖြစ်ပါတယ်ဒီပကြီးကားတွေရေးဆွဲတာကတော့ကျွန်တော်ရဲ့ဝါသနာပါတဲ့အလုပ်ကိုလွှတ်ဆောင်ရင်းဖြစ်ပါတယ်ခင်ဗျာစာအုပ်ပြန်တဖို့နေပါလေတချို့ခင်မင်းနဲ့မိတ်ဆွေတွေကကိုနှမျိုးကြီးကျွန်တော်တို့တော့ကဗျာဆောက်ကလေးထုတ်မယ်အဲ့ဒီအတွက်ကာဝါဒီဇိုင်းလေးရေးပေးပါလို့ပြောလာတဲ့ခါမှာအတန်လာတဲ့ခါမှာကျွန်တော်ကရေးဆွဲပေးပါတယ်ကျွန်တော်ကပကြီးရေးနဲ့တစ်ဖက်မှာ စာလေးတွေဗာလေးတွေလည်းကျွန်တော်ရေးပါတယ်စာရေးရဲဆိုတာကတော့ကျွန်တော်ရဲ့အယိုးရှင်ဆုံးမီဒီယာနဲ့အမှုမြာဖန်တီးခြင်းပါပဲကျွန်တော်ကဗကြီးရေးဆွဲလို့ရင်းငွေသွားလျင်ဖြစ်စီယန္နာလိုတဲ့အခါမှာဖြစ်စီယန္နာပြီးတော့တုံချောင်းကြပြာလေးဒါမှမဟုတ်အစစ်အတိုလေးတွေရေးလေးရှိပါတယ်အဲ့ဒီအထဲကမှကျွန်တော်ရေးတဲ့စာအုပ်တို့ကို ရန်ကုန်မြို့ကြော်မွေးစာပေကနေပြီးတော့မှဒီလာတဲမှာပဲထွက်လာဖို့ရှိတယ်ဆိုတာလေးလဲမိတ်ဆွေများကိုဒရေကောင်းလေးပါလို့ပါလေခင်ဗျာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေမှာပကြီကားလေးအကြီးအပြင်စစ်ကျင်နှံ့မှုတွေတခုရတယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဖန်တီးသူတွေနဲ့ကျင်နှံ့မှာကျင်နှံ့မှာဖြစ်တယ်လို့လာရောက်ကြီးစုတွေနေနေလဲမိမိတို့ရဲ့ကျင်နှံ့နှစ်သက်မှုကလေးတွေနဲ့မိမိတို့ရဲ့နေ့စဉ်ဘဝကို ရတာရှိလဲနေလစ်တနေဖြစ်ဖြတ်သားနိုင်ကြမယ်လို့မျှော်လင့်ပါတယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်ခင်ဗျာကျွန်တော်ကိုချစ်ခင်တဲ့ Subway Mix တွေတွေကိုကျွန်တော်ပြောလို့တဲ့သတင်းစကားတွေကတော့အမှုပညာကိုမွေးလျော်ပါအချင်းချင်းချစ်ခင်ကြပါလို့ပြောလို့ပါတယ်ကျွန်တော်ပြဝဲလေးကိုလည်းလာရောက်ကြည့်ရှုအားပေးကြပါအောင်လို့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ